အားလုံးမင်္ဂလာပါ UC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ဂျွန်လ9ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးဖို့မှာပါယနေ့ညနားဆန်တဲ့သတင်းတွေကတော့ချင်းပြည်တောင်ပိုင်းပလောဝမြို့နယ်ချွေလိုင်းပြည်ကျွော်ကနေအသက်68နှစ်အရွယ်ဒေါ်တောင်းရီဟာယနေ့လိုသေဆုံးလာမဟုတ်ပဲအကြမ်းဖက်တပ်ဖြတ်ခံထားရတာဖြစ်တယ်လို့မိသားစုဝင်တွေကပြောပါတယ်ချင်းပြည်ချင်းလက်အစိုးရနဲ့ဇိုတုံးဖက်ဒရယ်ကောင်စီတို့ပူးပေါင်းပြီး ကန်ဂေါရဇွာလမ်းမကြီးပြုပြင်နေပါတယ်။ရှင်းပြလောက်သူဒေတာအတွင်ကျင့်သုံးမဲ့စီပင်တာယာရေးဥပဒေမူကြမ်းကိုဒုတိယအချိန်လောက်သူပြည်သူရေးရာကောင်စီပုံမှန်စီဝေးမှာအတည်ပြုခဲ့ကြတဲ့သတင်းတွေနဲ့အတူခြားစိတ်မူစားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းပြည်တောင်ပိုင်းပလောဝမြို့နယ်ရွှေလိုက်ပြည်ကျွော်ကနေအသက်68နှစ်အရွယ်ဒေါ်တောင်းဟီဟာရင်းနှီးလို့သိဆုံးတာမဟုတ်ပဲအကျန်းဖတ်တပြက်ခံထားတာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်ဒေါက်တောင်ရီဟာပြီးခဲ့တဲ့မေလ26ရက်နေ့မနက်ပိုင်း9:00နာရီမှာတယောက်ထဲရာခင်းသွားကပျောက်ဆုံးခဲ့ပြီးနောက်၃ရက်အကြာမေလ29ရက်နေ့မှာဒိုးချောင်းဝရွာနီကျောက်တက်အထက် ရောင်မတောက်ကလချောင်းထဲမှာတွေ့ရှိခဲ့ကြပြီးမေလ30ရက်နေ့မှာရွှေလိုက်ပြီးကျွေးရွာမှာမြေမြုပ်ကြိုခဲ့ကြတာဖြစ်ပါတယ်အစကနုပိုင်းမှာတော့ဒေါက်တောင်ရီပျောက်ဆုံးချိန်မှာမိုးများပြီးရေကြီးတဲ့ချိန်ဖြစ်တာကြောင့်ယင်းနှစ်သေးဆုံးတာဖြစ်နိုင်ကြောင်းပြောဆိုမှုတွေရှိပေမဲ့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရဒေါ်တောင်းရဲ့ရုံအလားမှာဓာတ်ထိုးတန်ရာအမျိုးသမီးအင်္ဂါဖြစ်စည်းခံရမှုအပါဝင်အကြံဖတ်မှုလက္ခဏာအများပြားတွေ့ရှိရတယ်လို့မိသားစုဝင်တွေကပြောပါတယ်ဒေါ်တောင်းရဲ့ရုံအလောင်းပေါ်ကဒဏ်ရာဒဏ်ချက်တွေနဲ့အကြံဖတ်မှုလက္ခဏာတွေကိုကြည်ချင်းအားဖြင့်ရင်းနှစ်သေးဆုံးတာမဟုတ်ပဲလူတစုကအာရမပြုခြင်းပြီးနောက်တပ်ဖြတ်ကအလောင်းဖြတ်ဖို့ကြိုးစားတာဖြစ်နိုင်တယ်လို့မိသားစုဝင်တွေကယုံကြည်နေကြပါတယ် ရွှေလိုက်ပြီးကျွေးရဟာအာရခတတော် AA ကထိန်းချုပ်ထားပြီးရွာထိတ်တောင်ဝန်းပေါ်မှာ AA တပ်စခန်းရှိတယ်လို့သိရပါတယ်။မေလ26ရက်နေ့ကဒေါတောင်းရီတယောက်ထဲတောင်းရသွားတဲ့ချိန်မှာလဲ AA တပ်ဖွဲ့ဝင်3ဦးကအနောက်ကနေလိုက်သွားတာကိုရွာသားတချို့ကလက်မြင်ကြပြီးဒေါတောင်းရီသိဆုံးမှုမှာ AA တပ်ဖွဲ့ဝင်ပတ်သက်မှုရှိနိုင်တယ်လို့ယူဆထားကြပါတယ်။ပြီးခဲ့တဲ့ April 9ရက်နေ့ကလည်းပလောဝမြို့နယ်စင်းစင်းကျေးရွာနီးမှာ AA တပ်ဖွဲ့ဝင်2ဦးက ဒေသခံချင်းမျိုးသမီးတအူးကိုမဒိန်မှုကျူးလို့မြင်တော့ရင်းနှစ်တက်ဖြတ်ရန်ကြိုးပမ်းခဲ့ကြပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပြစ်မှုကျူးလွန်သူတက်ဖြတ်ဝင်နှစ်ဦးကိုကျင်းထန်စွာအရေးယူမယ်လို့အေအေပြောခွင့်ရဥခိုင်ဒုက္ခကပြောဆိုခဲ့ပေမဲ့လည်းယခုချိန်ထိအရေးယူဆောင်ရွက်မှုမျိုးမရှိသေးဘူးလို့သိရပါတယ်။ချင်းပြည်ချင်းလက်ဆွေရနဲ့ဇုတ်တုံးဖက်ဒရယ်ကောင်စီတို့ပူးပေါင်းပြီးကန်ကောရဇွာလမ်းမကြီးပြုပြင်နေတယ်လို့သိရပါတယ်။ မကွေးတိုင်းကံကောမြို့ကနေချင်းပြည်သို့ဆက်သွယ်သောပြည်တော်စုလမ်းမကြီးကံကောရီဇော်လမ်းဟာမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်လမ်းများပျက်စီးလျက်ရှိပြီးကုန်စည်ဆင်းမှုမပြတ်လက်စီရင်ချင်းပြည်ချင်းလက်အစိုးရနဲ့ဒေသန္တရတို့ပူးပေါင်းကာလမ်းများပြုပြင်လျက်ရှိကြောင်းချင်းပြည်ချင်းလက်အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ပါတယ်။အဆိုပါလမ်းမကြီးဟာကံကောကနေချင်းပြည်အလဲပိုင်းသို့အဓိကဆက်သွယ်သောပြည်တော်စုလမ်းမကြီးဖြစ်သလိုယခုကာလမှာရဇဝမျိုး နရင်မျိုးစုခွားမျိုးမတပီမျိုးဒိုင်လင်းပီမျိုးနဲ့အခြားသောအနေနဲ့ရဲရဲရှိချင်းပြည်သူတွေအားထားတဲ့လမ်းမကြီးလေးဖြစ်ပါတယ်။ဒါကြောင့်ပြည်သူများနဲ့ကုန်စည်သမားများအနေဖြင့်တက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြဖို့ချင်းပြည်ချင်းလက်အစိုးရဆောက်လုပ်ရင်းဝန်ကြီးဌာနကမြစ်တာရက်ခံထားပါတယ်။ချင်းပြည်လောက်သူဒေသအတွင်းကျင့်သုံးမဲ့စီပင်တရားရေးဥပဒေမူကြမ်းကိုဒုတိယကြိမ် လောက်သူပြည်သူရေးရကောင်းစီပုံမှန်စီဝေးမှာအတည်ပြုခဲ့ကြတယ်လို့သိရပါတယ်ဒုတိယချိန်လောက်သူပြည်သူရေးရကောင်းစီဒုတိယချိန်မြောက်ပုံမှန်စီဝေးကိုဇွန်လ9ရက်နေ့ကနေ9ရက်နေ့အထိလောက်သူဒေတာလွတ်မြောက်နေမြေမှာကျင်းပခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီအစည်းအဝေးမှာ Global Hearing ကကနဦးရေးဆွဲပေးပို့လာပြီးကောင်စီဥပဒေကြမ်းကော်မတီကစီစစ်တီးဖြတ်ပြီးနောက်ကင်သွဲလာသောလောက်တူဒေတာစီပင်သားရဲ့ဥပဒေမူကြမ်းကို 15နာရီလောက်ဆွေးနွေးခဲ့ကြရာလောက်သူ act ဥပဒေပုံမှန်22အရ data စီပင်တရား၏ဥပဒေ2025အဖြစ်ဇွန်လ9ရက်နေ့ကအတည်ပြုခဲ့ပြီးဖြစ်တယ်လို့လောက်သူပြည်သူ့ရေးရာကောင်စီကထုတ်ပြန်ပါတယ်။ဒါအပြင်ကဘာလုံးဆိုင်ရာလောက်သူညီလာခံခေါ်ယူခြင်းပနိုင်ရေးလုပ်ငန်းစဉ်တွေလည်းချမှတ်ကာဒေါ်လာရေးကာလခဏတည်တည်ရဲ့အရေးကြီးတဲ့မူပေါင်းပါဝင်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ထွေထွေမှတ်တမ်းစုစုပေါင်း 36ချက်ကိုချမှတ်ခြင်းလို့ကိုလည်းဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ချင်းတမျိုးသားစီလုံးညီညွတ်ရေးကိုအခြေခံပြီးမိမိတို့လူမျိုးရေးဆိုင်ရာနိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ဒေါ်လာရေးလုပ်ငန်းစဉ်တွေကိုအာတုံခွန် site ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းလောက်တူပြည်သူ့ရေးရာကောင်စီကဆိုပါတယ်။ဒုတိယကြိမ်လောက်တူပြည်သူ့ရေးရာကောင်စီဒုတိယကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာကောင်စီကိုယ်စားလှယ်59ဦးလေးလာသူ9ဦး ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ကောင်စီကဖွဲ့စည်းတဲ့ကော်မတီဝင် စုစုပေါင်း80ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။လောက်သူပြည်သူ့ရဲအကောင်စီဟာချင်းပြည်ထန်တန်နဲ့မတပီမြို့နယ်ကလောက်သူမြို့နယ်စုတွေနေထိုင်တဲ့ဒေသမှာဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းတွေအကောင့်တွေဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာစတင်ခဲ့တဲ့ CDF KKG Major Operation ကာလမှာ CDF KKG ရဲဘော်14ဦးက တိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးဆက်ခဲ့ကြတယ်လို့ CDF KKG ကထုတ်ပြန်ပါတယ်။ CDF KKG Major Operation ဟာကလေးနယ်ကန်ကောကြမှာရှိတဲ့စစ်ကောင်စီရဲ့ကပနီစခန်း၊မန်ဒေါ်၊အောင်တရာနဲ့ဂျန်တာစခန်းတို့ကိုနှစ်လအတွင်းအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြပြီးအဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ CDF KKG ရဲဘော်၁၄ဦးကအသက်ပေးဆက်ခဲ့ကြတာဖြစ်ပါတယ်။အဆိုပါ major operation မှာ CDF KKG နဲ့အတူ CNA CDF ထန်တန်း CDF ဟာခါ CDF CDMC in ABSDF CDF စန်ထန်း MCR PDF ဝကော့ RKDF ၎င်းညီနောင်ရောဒေတာလွမြောက်ရေးတပေါင်းစုဟန်သာဝရီပါကဖာနဲ့ကလေးတောင်ပိုင်းဒေါ်လာရင်အင်အားစုအဖွဲ့တွေပါဝင်ခဲ့ကြပါတယ်မကွေးတိုင်းငဖဲမြို့နယ်အရှိုချင်းကာကွယ်ရေးတပ် ACDF ဒေသ၁တနေရာမှာ ဇွန်လ၂ရက်နေ့ကစစ်ကောင်စီတပ်နဲ့ ACDF တပ်ဖွဲ့တို့15မိနစ်ခန့်ထိတွေ့မှုဖြစ်ပွားပြီးစစ်ကောင်စီဘက်ကတယောက်သေဆုံးတာဒဏ်ရာရှိမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ACDF နဲ့မြေတဲကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအသင်းဆောင်ကျူတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးအထိမှားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဆိုပါထိတွေ့မှုအပြီး ACDF ကနယ်မြေရှင်းလင်းရေးဆောင်ရွက်ရမှာ MA1 တလန့် G5 ခုနဲ့ KN တချို့လည်းတင်စီရမိတယ်လို့ ACDF ကထုတ်ပြန်ပါတယ်။စင်ကာပူနိုင်ငံမှာအင်အပူလှုပ်လှုပ်နေတဲ့အသက်30အရွယ်ချင်းမျိုးသမီးနော်တူဇာအေခေါ် H မှန်လေကျောင်းကြီးဟာဇွန်လ6ရက်နေ့ကအထက်မြင့်တိုက်ပေါ်ကနေပြုတ်ကျသွားလို့သေဆုံးသွားတယ်လို့သိရပါတယ်။စကိုင်းတိုင်းတမူးမျိုးနယ်ခံပတ်မျိုးအမှတ်1ရပ်ကွက်မှာနေထိုင်တဲ့မှန်လေကျောင်းကြီးဟာစင်ကာပူမှာနေထိုင်တာ လင်းနေခန့်ရှိပြီလို့သိရပြီးအထက်မြင့်တိုက်ပေါ်ကနေဘလို့ပြုတ်ချသိဆုံးသွားတယ်ဆိုတော့တိတိကျကျမသိရပါဘူး။ဒူမဟာမြန်မာနိုင်ငံကမိသားစုဝင်တွေကိုအ धिक အလုပ်ကျွေးမွေးပြုစုနေသူဖြစ်ပြီးစင်ကာပူကနေ Mizo Christian Fellowship MCF မှာလည်းတက်ချွာစွာပါဝင်တဲ့အဖွဲ့ဝင်တူဦးဖြစ်တယ်လို့သိရပါတယ်။မနေ့ဇွန်လ10ရက်နေ့မှာတော့ Mizo Christian Fellowship of Singapore MCFS ရဲ့အစီအစဉ်ဖြစ် Mount Vernon Sanctuary Hall 2ကမှာ အတုပအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။ရောလောင်းကိုဇာတိမီခံပတ်မျိုးတို့ပြန်လည်ပို့ဆောင်ရင်စီစဉ်ကြပြီးလိုအပ်တဲ့ဆိုင်းဆာတန်းတွေဆောင်ရွက်နေတယ်လို့ MCF ဌာနကနေသိရပါတယ်။မြန်မာနိုင်ငံမှာဆရာလာသိမ်းမှုဖြစ်ပွားပြီးနောက်နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုနဲ့တိုင်းပြည်စီးပွားရေးကြာဆင်းမှုတွေကြောင့်အလုပ်ကန်ရှားပါတဲ့ပြဿနာတွေကြောင့်မြန်မာနိုင်ငံကလူငယ်အမျိုးသမီးအများစုဟာစင်ကာပူ၊ထိုင်း၊မလေးရှား၊ဖိလစ်ပိုင်နဲ့မကာအိုနိုင်ငံတို့ကိုတွားရောက်ပြီးအလုပ်လုပ်နေကြရတာဖြစ်ပါတယ်။ ဒီရေမဲ့ဗီယိုစီသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုပြသပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။